Resolver Collagen Membrane, Mapper Collagen, GBA နဲ့ GDR လုပ်ငန်းစဉ်တွေမှာအဓိကအသုံးပြုရတဲ့ Resolver Collagen Membrane လေးအကြောင်းပြောပြပေးချင်ပါတယ်။ Resolver ဖြစ်တာကြောင့်သဘာဝအတိုင်းဆွေယူနိုင်စမ်းရှိပြီးအချိန်ကြာလာရန်နဲ့အမျှသဖုံးသားနဲ့တသားတွေပေါက်ဆက်သွားတာဖြစ်လို့ပြန်ထုတ်ဖို့အတွက်စကန်ဆာဂျယ်ရီပြုလုပ်စရာမလိုပါဘူးရှင်။အသုံးပြုထားတဲ့ Collagen ပစ္စည်းကိုယ်တိုင်ကလည်းအနာကျက်ခြင်းကိုအားပေးခြင်း၊အရိုးစဲတွေမှာအလွယ်တကူတွယ်ကပ်ပြီးရွေးရှားမှုကိုအားပေးခြင်း၊အရိုးဖြစ်ပေါ်မှုအတွက်အထ ောက်ပူပေးခြင်းတို့ကကော်လာ DM ရဲ့ထူးခြားချက်များဖြစ်ပါတယ်။ဒါ့အပြင်ဟတ်တိရှူမြဖွဲ့စည်းရန်အတွက်နေရာအလုံးလောက်ခြံထားပေးလို့ဘုံရီဂျန်နေရှင်ကိုပုံမထိရောက်စေပါတယ်။နွားရဲ့အရွတ်များမှနေပြီးစနစ်တကျနဲ့အသေးစိတ်ဂယုတစိုက်ထုတ်ယူထားတာဖြစ်လို့ဆရာတို့အနေနဲ့စိတ်ချလက်ချအသုံးပြနိုင်ပါတယ်ရှင်။ရရှိနိုင်တဲ့စိုက်လေးကတော့15 20စိုက်ဖြစ်ပြီး soft type ဖြစ်ပါတယ်။ငါကူအထက်ဝင်လာကလည်း special price လေးနဲ့ရမှာဖြစ်လို့အမြန်ပါယူထားလိုက်ကြရအောင်နော်။